နောက်ထပ်မေးခြင်းနဲ့မေးခွန်းကတော့လူတွေမှာရောတာမန်လူတွေထက်ပိုပြီးတော့တကူးရှိတဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတွေကြတော့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူထက်ပိုတဲ့တကူးများရပါလဲရှင်ဗျာလူတွေမှာတကူးရှိတဲ့ပုံကူရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူးတော့ဆိုတော့စွမ်းတကူးဆိုဒီမှာစာပေကျမ်းကနေမှာဆောင်ရွက်နိုင်တဲ့စွမ်းရည်တတ္တိကိုခေါ်တာပဲဖြစ်တယ် ်မှန်ပါဗျအဋ္ဌိလို့ခေါ်တယ်ပေါ့မှန်ပါနော်မှန်ပါသူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကောရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝီရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်သွားကြအောင်အဋ္ဌိလို့ပဲခေါ်တယ်မှန်ပါစိတ်ဓာတ်ကြမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့အစွမ်းတကူလို့ပြောရမှာအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေနဲ့အစွမ်းတကူပဲမှန်ပါဗျာစီပေါ်ဥစ္စာတမပါဗျာတို့တဲ့မြင်မာတာတို့ရာဟုကုန်သိတို့တဲ့မြင်မာတာတို့လည်းဒါလည်း စွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတာမန်ပုဂ္ဂိုလ်တွေရရှိတဲ့စွမ်းတကူတွေကြိုးစားသူနဲ့မကြိုးစားသူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တာမန်အပြည့်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းနိုင်တဲ့အရာကိုပြောတာ လုံလဝိရိယရှိရင်လည်းပြည့်စုံစေနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စုံနိုင်တယ်စိတ်ဓာတ်ကြက်ခံရင်လည်းပြည့်နိုင်တယ်ပေါ့နော်မှန်ပါပဲအဲ့လိုတကူမျိုးမျိုးရှိတဲ့ထင်မယ်အခုမေးတဲ့မေးခွန်းအရာတမန်လူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုဥပမာမယ်တမန်ပုဂ္ဂိုလ်တွေပို့သွားလို့ရှိရင်တပ္ပဒါချင်းစင်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဒါ သူကတပ္ပတာချင်းစင်ရဲ့ဆွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့်မှန်ပါသူဟာဖန်ဆင်းနိုင်တဲ့ဆွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မှန်ပါဒါကတရားသဘောပဲကပေါ့နော်မှန်ပါနောက်တစ်ခါဝိပဿနာချင်းစင်ချင်းပြီးတော့အရိယာဖြစ်ဘဝရောက်သွားပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်မှန်ပါဗျာဒါလည်းဆွမ်းတကူတစ်ခုပဲမှန်ပါတပ္ပတာချင်းစင်နဲ့ ဒီအဘိညာအစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုံကိုယ်တွေမှန်ပါတယ်ကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစန်းနေအဘိညာနေသူများစိတ်ကိုသိတယ်ဟိုအတိတ်ဘဝကို ပြန်သိနိုင်တယ်ဝိလန်တဲ့ဒေသခြားွယ်တဲ့ဒေသမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်လို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်လို့ဆိုတာတမထချက်စင်ကိုကျင့်တာမှန်ပါဗျာ သမရာကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ်။မှန်ပါရှားသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းသတ္တိမျိုးသူတို့မှရသွားတယ်။မှန်ပါဒါကရသော်ဗျာဟောတဲ့သဘောဝါကျင့်စဉ်ကကျင့်လို့ရတဲ့စွမ်းတကူ။မှန်ပါတနည်းရှိသေးတဲ့လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့စွမ်းတကူတွေရတာရှိတယ်။မှန်ပါ ီသူများစိတ်ကိုသိတယ်တို့တကောမျိုးမျိုးဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဆာဆိုတဲ့အတတ်ပညာမျိုးတွေရှိတယ်မှန်ပါတယ်အဲ့ဒီအတတ်ပညာမျိုးတွေကလည်းပဲသူများတဲ့တကောရှိတယ်မှန်ပါတယ်သူကျင့်စဉ်ကတော့တမထလိုဟာမျိုးမဟုတ်ပဲနဲ့တခြားကျင့်စဉ်တွေရှိတယ်တို့မှာမှန်ပါတယ်ဥပမာပဲဝိဆတုဝိဆတုတို့ဗမာရိယုံကြည်တဲ့ဘိုးတော်တွေဘာတွေတချို့စံတတ်တွေရှိတာလေမှန်ပါဗျာဟိုစံကူရှိနိုင်တယ် မှန်ပါဗျသူတို့လည်းရှိနိုင်တယ်မှန်ပါဗျဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံမျိုးမျိုးဖန်ဆင်းနိုင်တဲ့အတ္တိဝိဒါဆိုတဲ့အစွမ်းတကောရဲ့သူများစိတ်ကိုအတ္တသိတဲ့အာရိတနာပါရိဟာရိယဆိုတဲ့အစွမ်းမျိုးတွေကိုမတုံးဖို့မြတ်စွာဘုရားတုံးရင်လောကမှာရှိတဲ့မန္တန်ဝိစာအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့မှန်ပါဗျ အဲ့တော့တန်းစင်တဲ့အကျင့်တွေနဲ့မတန်းစင်တဲ့အကျင့်နှစ်မျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဒါတွေနဲ့ရောထွေးပြီးရှင်နေကကိရိတာမကုံတဲ့စွမ်းတကူတွေနဲ့ရှင်နေကကိရိတာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့စွမ်းတကူတွေဟာတချို့နေရာလေးမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှမှ ရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကို နာပါချပြီးတော့ ဘောကြအောင်ဆုံးမသွန်သင်ပေးတယ်အနုတတနိပါတိဟာရိယကိုဒါလည်းမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တင်ပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးမိုးဆိုပြီးတော့ဟောတာရှိတယ်တင်ပါဒါကြောင့်မလို့ဒီဒီမေခွန်းရဲ့အဖြစ်ကျဉ်းချုပ်ဖြစ်ရမယ်ဆိုရင်တကူရှိတဲ့ပုံကိုယ်ရှင်နိုင်ပါသလားရှင်နိုင်ပါတယ်မှန်ပါဗျာသူတို့ဗာကျင့်စဉ်တွေကျင့်လို့တမန်လူတွေလည်းပို့တဲ့တကူအများရပါသလဲဆိုတဲ့နေရာမှာလောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ်မှန်ပါ လောဒီမြတ်စွာဘုရားဟောကြားတဲ့လက်ခံထားတဲ့ချက်စင်တွေကတော့သမထချက်စင်နဲ့ဝိပဿနာချက်စင်ပဲဖြစ်တယ်မှန်ပါဗျာအဲ့ဒီချက်စင်တွေကိုချင်းလို့တမန်ပုဂ္ဂိုလ်တွေထူခြားတဲ့ဆွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရမှာနော်